မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကံဖန့်ရွာကို KIA ပူးပေါင်းတပ်များကသိမ်းပိုက်တဲ့အချိန်မှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တချို့ကလက်နက်များကိုရေထဲကိုပစ်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က November လ4ရက်နေ့ညနေ4:00နာရီအချိန်မှာကချင်အထူးဒေသတဲ့ဖီမော်မြို့အရှိမြောက်ဘက်တရုတ်ကချင်နယ်စပ်ကံဖန့်ရွာကို KIA ကသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။လက်နက်ချတဲ့ပြည်သူစစ်နဲ့စစ်သား100ကျော်ရှိတယ်လို့ ထွက်ပြေးသွားတဲ့ပြည်သူစစ်နယ်စစ်သားများလည်းရှိတယ်လို့သိရပါတယ်အဲ့ဒီထွက်ပြေးသွားတဲ့ပြည်သူစစ်နယ်စစ်သားများကလက်နက်များကိုရေထဲကိုပစ်ချခဲ့တယ်လို့သိရပါတယ်ကံဖန့်ချေးရွာကနေထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်အဖွဲ့တချို့တွေကလက်နက်တွေကိုချောင်းထဲကိုပစ်ချသွားလို့ရင်ငုံပြီးတော့ပြန်ဆဲနေတာအကုန်လုံးတော့မဆဲနိုင်သေးဘူးလို့ KICA သတင်းရင်းမြစ်ကရှင်းပြထားပါတယ်မနေ့ကကချင်ပြည်နယ်ဖီမော်မြို့ကံဖန့်ရွာကို KI ပူးပေါက်တပ်များဝင်ရောက်လာတဲ့အချိန်ပြည်သူစစ်လက်နက်ကိုင်းအဖွဲ့ဝင်100ကျော်က လက်နက်ချအလင်းဝင်ခဲ့ပြီးတော့ပြည်သူများက KIA တပ်ဖွဲ့ဝင်များကိုတောင်းတောင်းဖြားဖြားကြိုးဆိုခဲ့ကြတယ်လို့သိရပါတယ် KIA ကအော်တိုဘာလ2ရက်နေ့ညနေပိုင်းမှာတရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖီမော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တဖြည်းဖြည်းအထက်ဘက်ကိုတက်ကစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်နေတယ်လို့သိရပါတယ်ယခုအခါမှာအထက်ဘက်မှာသိမ်းပိုက်ရန်ကြံရှိနေတဲ့တပ်စခန်းကတော့လမ်းဆဲတစ်ခုတည်းသာကြံရှိတော့ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်း6ဦးမြို့နယ်မြပလဲစီဆိုင်ဂိတ်ကနေလန်ကင်းယူရန်ရောက်လာတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ဗိုလ်တအုပ်အပါအဝင်၄ဦးတရားရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာ6ဦးမြို့နယ်မြပလဲစီဆိုင်ဂိတ်မှာရှိတဲ့အထိုင်စခန်းကစစ်သားများဟာဂျမ်မာကားနဲ့လန်ကင်းယူရန်ထွက်လာတဲ့စစ်သားများကို MAT မိုင်းပွိုင်း2ပွိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မုံရွာမန္တလေးကလန်မုံရွေးကျေးမုံအနီးတိုးဂိတ် တန်ဖိုဂိတ်ပေါ်တင်ပြီးတော့ဖောက်ခွဲတိုက်ခိုက်လိုက်တာလို့ Braveheart Army BHA ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်စစ်ဗိုလ်တအုပ်အပါအဝင်၄ဦးဒဏ်ရာရရှိကအနည်းဝင်းကျင်မှာရှိတဲ့လမ်းသွားလမ်းလာကားနဲ့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Braveheart Army BHA မြောင် Revolution Army နဲ့ Chain Rain Fighter Group ကလှုပ်ဆောင်ခဲ့ကြောင်းသိရပြီးတော့တော်လိုင်းရဲဘော်များထိခိုက်မှုမရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေဖာပုံမြို့နယ်ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေဖမ်းဆီးရရှိထားတဲ့ဗိုလ်ကြီး3ဦးအပါအဝင်စစ်တုံးပန်း18ဦးတဲကဒဏ်ရာရတဲ့သူများကို KNU ကစေကူတမှုပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ26ရက်နေ့ကနေ31ရက်နေ့အတွင်း KNL တပ်မဟာ9နယ်မဟာမိတ်ပူးပေါင်းတပ်များကဖာပုံမြို့နယ်ခေါပုတ်စခန်းကိုအပိတက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားများကိုပိုက်ဆိုင်တိုက်လိုက်လံရှင်းလင်းတဲ့အချိန်မှာစစ်တုံးပန်း18ဦးကိုလက်နက်များနဲ့အတူ အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်အရှင်လက်ရဖမ်းဆီးနိုင်တဲ့သူများထဲမှာခမရ340ကတက်ခွဲမှုတအူးခမရ341ကတက်ခွဲမှုတအူးခလရ79ကတက်ခွဲမှုတအူးနဲ့ခမရ340ကစေးတက်မှုတအူးတို့ပါဝင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအရှင်လက်ရဖမ်းဆီးတဲ့အချိန်မှာဒဏ်ရာရတဲ့သူများကို POW Prisoner of War စစ်တုံးမှလှုပ်ထုံးလှုပ်နှီးများနဲ့အညီကောင်းမွန်စွာဆေးကုသမှုပေးတာကြောင့် KNU ကပြောဆိုထားပါတယ် ခေါ်ပုတ်စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်ကအလောင်း၁၄လောင်းတက်ခွဲမှုအဆင့်ဗိုလ်ကြီး၃အပါအဝင်စစ်တုံးပန်း၁၈ဦးကိုလက်နက်ခဲယမ်းများနဲ့အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့60မမ71လက် RPG 7 3လက်၈၁မမ1လက် K3 6လက်မြေမြုပ်ဘုံတလုံးတိုပီဒို16ဒုတ်16နေမိုင်း16လုံး14နေမိုင်း10လုံးတိုက်ဖုံး6လုံးစတဲ့ရေးစကားပြောဆက်ကြီးနှလုံး60မမကြီး73000နဲ့ RPG 7ကြီးဘူး9000တို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်6နာရီခွဲဝန်းကျင်မှာ MAI အထူးလေယာဉ်ဖြစ်တဲ့ Airbus 319 HYALK နဲ့တရုတ်နိုင်ငံကူမင်းမြို့ကိုထွက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်မင်းအောင်လှိုင်ဟာတရုတ်ဝန်ကြီးချုပ်လီချန်းရဲ့ဖိတ်ကြားချက်နဲ့နိုဝင်ဘာလ6ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိကူမင်းမှာကျင်းပမယ်မဲခေါင်နိုင်ငံများအစည်းအဝေးကိုတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမဲခေါင်အစည်းအဝေးတက်ရောက်ပြီးတဲ့နောက်နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ ချင်းချောင်းမြို့နယ်ရှမ်းကျန်းမြို့များကိုတွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။ဒါကရှစ်ကြိမ်မြောက် GMX မဲခေါင်နိုင်ငံများအစည်းအဝေးကိုတရုတ်နိုင်ငံကအင်ရှင်အဖြစ်နဲ့လက်ခံကျင်းပလို့ဖိတ်ကြားတာဖြစ်ပါတယ်။တရုတ်နိုင်ငံဝန်ကြီးချုပ်တွေနဲ့လည်းပြင်ပမှာတီးခြားခိတ္တခဏတွေ့ဆုံခွင့်တောင်းထားတယ်။ချောင်းချင်းနဲ့ရှမ်းကျန်းမြို့တွေမှာတော့တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုတွေကိုလေ့လာမှာဖြစ်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာရှမ်းကျန်းမြို့ကနေတဆင့်နိုဗမ်ဘာလ10ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မေဟန်ကြီးရွာကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေယာဉ်နဲ့ဘုံးနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်3:00-3:43မိနစ်နဲ့3:00-3:49မိနစ်တို့မှာစစ်ကောင်စီရဲ့လေယာဉ်ကလာရှုမြို့မေဟန်ကြီးရွာကိုလေကြောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဘုံးများဟာမေဟန်ရက်ကွက်ရုံးနဲ့လူမနေတဲ့နေအိမ်ပေါ်ကိုကျောက်ရောက်ခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။မေဟန်အုပ်စုရက်ကွက်ရုံးပေါ်ကိုဘုံးတစ်လုံးကျပါတယ် ယ်ရက်ကွက်ရုံရှိကိုတလုံးကြတယ်လူမရှိတဲ့အိမ်ကိုကြပါတယ်ကြတဲ့အိမ်ကလည်းအရင်တစ်ပတ်ကတည်းကဘုံကြလို့ရှောင်သွားတဲ့အိမ်ပါ ဒီမနက်တော့ MNDA တပ်သားတွေကတန်ရှင်းရေးတွေလုပ်နေကြတယ်လို့ဒေသခံတို့ကရှင်းပြထားပါတယ်စစ်ကောင်စီကအော်တိုဘာလ29ရက်နေ့လာရှုံမြို့ရက်ကွက်ဆက်တဲ့အောင်စေတနာလမ်းနယ်တာသနာ2500ဖျားကုန်းကိုလေရင်နဲ့ဘုံကျက်ခဲ့ပြီးတဲ့နောက်9ရက်အကြာလေကြောင်းတိုက်ခိုက်မှုတွေရန်နာထားရကနေပြီးတော့ဒီကနေ့နိုဗ ెంబ ာလ9ရက်နေ့မှာလေကြောင်းတိုက်ခိုက်မှုများပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုနှစ်ဩဂတ်လ30ရက်နေ့ကစတင်ပြီးတော့လာရှုံမြို့ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်20ကျော်လာပြီဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA ကတိမ့်ပိုက်ထား ားတဲ့နေမြေများကိုစစ်ကောင်စီကလေရင်နဲ့ဘုံများကျဲချတိုက်ခိုက်လျက်ရှိရာ၃လကျော်အတွင်းမှာအရက်သားပြည်သူထိခိုက်ဒေဆုံးမှု၁၀၀ကျော်လာပြီဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်၊ကွမ်းမြူနယ်ကစစ်ဆောင်ပြည်သူ6000ကျော်ဟာစောင်းတွင်းမှာဝစ်ဖို့အနှွေးတယ်များနဲ့စေဝါများအရေးတကြီးလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့အေအေတို့ရဲ့တိုက်ပွဲတွေဟာကွမ်းမြူနယ်နဲ့ဆန်ငါးမိုင်ကန်အကွာတိုင်ကျိုး၊ကန်းတာယာအနီးတစ်ဝိုက်မှာဖြစ်ပွားနေကြပြီးတော့ဒေသခံပြည်သူများဟာအိုးအိမ်ကိုဆုတ်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။တန်တွဲမြို့နယ်ကထွက်ပြေးလာတဲ့စစ်ဆောင်များအပါအဝင် ဂွားဒေတာကန်စစ်ဆောင်ပြည်သူများဟာဆောင်းတွင်ကာလအနှွေးတယ်မရှိတဲ့အတွက်အေးဒံကိုခန်းစားနေရကြောင်းဂွားမြို့နယ်အခြေစိုက်မြက်မြတာလူမှုကွန်ကြီးရေးအသင်းကပြောဆိုထားပါတယ်အသင်းဥက္ကဋ္ဌကိုတန့်စင်အောင်ကရခိုင်မာကအခုစောင်းစဝင်ပြီပေါ့နော်စစ်ဆောင်တွေမှာကဘာတစ်ခုမှမပါဘဲနဲ့အိုးအိမ်ကိုစုတ်ခွာပြီးတော့ပြေးလာရတာများပါတယ်ဂွားမြို့နယ်ကအရန်အေးတဲ့ဒေတာထဲမှာပါပါတယ်အခုစစ်ဆောင်တွေဟာအေးဒံကိုခန်းစားနေရပါတယ်ကလေးတွေဆိုအရန်ကိုတနာဖို့ကောင်းတယ်အဝိပပါးလေးနဲ့စောင်းရသည်ကိုဖြတ်ကျော်နေရတယ်ကျွန်တော်တို့ကရတဲ့အလှူငွေနဲ့တတ်နိုင်သလောက်ကူညီပေးနေပေမဲ့လည်း ထပ်ပြီးတော့အကူအညီတွေကအများကြီးလိုအပ်နေပါသေးတယ်လို့ပြောဆိုထားပါတယ်။ဂွားမြို့နယ်လောင်ကျိုးဒေသခံတို့ကလည်းတိုက်ပွဲတွေဟာတနေ့ထက်တနေ့ပြင်းထန်လာတာနဲ့အများစစ်ဆောင်ပြည်သူများဟာအရေးအတွက်တွေတိုးလာပြီးတော့စားဝတ်နေရေးအတွက်အလို့ခက်ခဲလာနေတယ်လို့ပြောဆိုထားပါတယ်။ဘယ်လိုပြောရမလဲ။အခက်အခဲတွေကအများကြီးပါပဲ။ အလုပ်တွေကလည်းမလုပ်ရစားဖို့ကလည်းဆံမရှိတိုက်ပွဲတွေတနက်တန်နေကြားမှာထွက်ပြေးရတင်းရှောင်ရနဲ့လေရင်ကလည်းဘုံနေနဲ့လာချင်းတော်တော်လေးကိုစိတ်ဆင်းရဲနေရပါတယ်ဒီကြားထဲမှာနေမကောင်းဖြစ်ရင်ဆေးကလည်းမရှိဘူးအရင်လိုဆေးတွေအလွယ်တကူလဲဝယ်လို့မရပြန်ဘူးယောဂါတာအကြီးကြီးဖြစ်လို့ကတော့တေဖို့သာပြင်ဆင်ထားပြီတော့လို့ပြောဆိုထားပါတယ်ရံမုံငွေအားနေနေတဲ့အတွက်ဆေးရှောင်ပြည်သူများကိုလုတ်ပေးခြင်းသလောက်လုံမပေးနိုင်ကြောင်းဂွားမြို့နယ်အခြေဆိုင်မျက်မြစ်တာလူမှုကွန်ရီရဲ့အသင်းဥက္ကဋ္ဌကိုတန့်စင်အောင်ကဆက်လက်ပြောဆိုထားပါတယ် စိတ်ရှိသလောက်မကူညီပေးနိုင်လို့စိတ်မကောင်းဖြစ်နေရပါတယ်ဗျာကျွန်တော်တို့လည်းတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးပေမယ့်စစ်ဆောင်တွေကလည်းလိုအပ်ချက်တွေကအများကြီးပါကျွန်တော်တို့မှာအကူအညီတွေအလူငွေတွေရရင်စေဝါးတွေဝယ်မယ်စေရီထောက်ပံ့ပေးမယ်ဆောင်းရသည်မှာဝတ်ဖို့အသက်အရွယ်အစုံအနွေးတွေတွေကိုထောက်ပံ့ပေးပါမယ်လို့ပြောဆိုထားပါတယ်ဂွားမျိုးတွေကစစ်ဆောင်ပြည်သူများအပါအဝင်ဒေသခံပြည်သူများတွေကကိုယ်ဝန်ဆောင်အမျိုးသမီးများဟာကလေးမွေးဖွားမယ်ဆိုပါကရခင်လိုမျိုး ဆေးရုံဆေးကမ်းများမှာမမွေးဖွားနိုင်တော့ပဲကြည်လက်ဒေတာမှာရှိတယ်လက်တယ်များနေတာကလေးမွေးဖွားနေရတယ်လို့သိရပါတယ်ဒေတာကံပြည်သူများဟာစားတောက်ကုန်မပြတ်လက်ဆေးရုံအတွာဂွအေယဝတီတပိုင်းတနိုင်ကုန်းသွဲနေကြသူများကိုစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်များကဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေပြီးစိုက်ကဲလိုင်စင်ကိုဖမ်းတဲ့အထိကိုပြုလုပ်နေတယ်လို့ဒေတာကံများကပြောဆိုနေကြကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ